ကိုစိုးရင်မင်္ဂလာပါဝန်ဆိုင်ကလေးမှာထဲတဲ့အင်ဂျင်ဝိုင်းနဲ့ဟွန်ဒါအမျိုးအစားမဟုတ်ပဲတခြားအမျိုးအစားထည့်ရင်စိုးကျိုးရှိလာခင်ဗျာတဲ့โอเคဆိုတော့ဟွန်ဒါဆိုင်ကယ်မှာဟွန်ဒါအင်ဂျင်ဝိုင်းပဲထည့်ရမယ်လို့တတ်မှတ်ချက်မရှိပါဘူးเนาะထည့်လို့ရပါတယ်အခြားသောအင်ဂျင်ဝိုင်းတွေလည်းထည့်လို့ရတယ်ဥပမာဆိုရင်ကျွန်တော်တို့ဟိုဟွန်ဒါဆိုင်ကယ်မှာဟွန်ဒါ original အင်ဂျင်ဝိုင်းလည်းထည့်လို့ရတယ်ပြီးတော့အခြားအရေးတွေကောင်းတာတွေဆိုရင်ဒါ movie တို့เนาะ မော်ကျူးတို့ရဇောတို့ပီတီတီတို့ကက်စတောတို့အဲအဲ့လိုမျိုးအခြားတော်နာမည်ကြီးတစ်စိတ်တွေလည်းထည့်လို့ရပါတယ်ခင်ဗျာနော်ထည့်လို့ရပါတယ်နော်ဆိုတော့တခြားတစ်စိတ်တွေထည့်လို့ဒါဟွန်တာမှာတုံးလို့မရဘူးလားအဲ့လိုမျိုးတတ်မှတ်ချက်တော့မရှိပါဘူးနော်အရင်တွေးကောင်းတာလေးကိုရှာထည့်ကြည့်ပါခင်ဗျာဒါကျွန်တော်တော်တော်ကပြောသွားတဲ့တစိတ်လေးကိုရွေးချယ်ထည့်ကြည့်ပါခင်ဗျာအဖြစ်လေးရမယ်ထင်ရင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာ PS ကျော်အကောင့်ပိုင်းရှင်မင်္ဂလာပါတရုတ်125နဲ့ Thai 125 စီစားအတူတူပဲလားကိုတဲ့ okay စီစားနှုံးကတော့ time 125ကတော့ပုံမှန်စီစားတက်တာလိုက်မယ်နော်ဘာလို့လဲဆိုရင် Honda Wave 125 IG ကြီးဆိုရင်သူက EFI တိုက်ဖြစ်နေပြီ EFI တိုက်ဆိုတော့စီစားနှုံးကအရင်တက်တာတယ်နော်အရင်တက်တာတယ် Honda Honda တွေကစီစားပိုတက်တာလားပေါ့နော်ဟိုမှာ YouTube ဘိန်းနေကြတော့ YouTube ဘိန်းကြီးရဘိန်းနေဆိုရင်ဒါအခုချိန်ထိ EFI နဲ့မထုတ်ကြတယ်ဘူးဒါ carburetor နဲ့ပေါ့နော် carburetor နဲ့ဖြစ်တော့ သူကစီစားနှုံးကတော့ EFI တက်ဆိုင်ရင်စီစားနှုံးနည်းနည်းလေးပုံမယ်နည်းနည်းလေးပုံမယ်ပေါ့နော်မဆူစလောက်လေးပုံမယ်တခုရှိတာတရုတ်ဘိန်းနေရဘာလို့ EFI နဲ့မထုတ်တာလဲဂီယာဘိန်းနေရဘာလို့မထုတ်တာလဲ EFI နဲ့မထုတ်တာလဲလို့မေးရင်အဓိကတော့သူက EFI နဲ့ဆိုရင်သူကနိပညာပို့သွားတဲ့အတွက်ဈေးရပုံများသွားမှာဥပမာအခုကမ်ဘိုဘိန်းနေတာ EFI နဲ့ထုတ်လိုက်ရင် U15R တောင်မှ35သိန်း36သိန်းဖြစ်နေတယ်เนาะ EFI နဲ့ထုတ်လျင်သူက45သိန်းတစ်ပတ်လည်းလောက်လည်းဖြစ်သွားနိုင်တယ်။ဒါမှမဟုတ်လည်း50နီးပါးလည်းဖြစ်သွားနိုင်တယ်။အဲဒီလိုမျိုးပေါ့။နီးပညာပို့သွားတဲ့အတွက်ဒီဘက်မှာဈေးများသွားတယ်။အဲဆိုတော့တရုတ်ဘိန်းတစ်စီးကိုဘယ်သူမှသိန်း50ပေးပြီးမဝယ်ဘူး။သိန်း50ပေးဝယ်မဲ့တူတူထိုင်းမိန်မဲ့ပေးစီကြတော့မှာ။ပေးဝယ်ကြတော့မှာ။အဲဒီလိုမျိုးပေါ့။ဒီလိုမျိုးပေါ့နော်။အဲဆိုတော့ဒါစီစားပို့တက်တာကတော့ထိုင်းဝန်တာတွေကပို့ပြီးမှစီစားတက်တာတယ်။ဒါပေမဲ့ကိုကငွေချိန်ရမှာပေါ့။ဥပမာစီစားတက်တာခြင်းလို့ စီစံတက်တာချင်းလို့ထိုင်းဝင်တာဝင်မယ်ဆိုလဲထိုင်းဝင်တာ weight 125i နေရလောလောဆယ်မှာ380-90ဈေးပေါက်တယ်အဲ့ဒါကိုကအဲ့ဒီလောက်ထိငွေ3နိုင်နေဆိုတော့ထိုင်းဝင်တာ weight 125i ကိုဝယ်ပါကိုကတော့ငွေကနော်30ကျော်30တပတ်လည်းပဲ3နိုင်နေ30ကျော်ကျော်ပဲ3နိုင်နေဆိုရင်တော့လေတရုတ်ထဲကနံပါတ်ကြီးတစ်စိတ်တွေပဲရွေးချယ်ဝယ်ယူပါခင်ဗျာအဖြေလေးရမယ်ထင်တော့ကျေးဇူးတင်ပါတယ်ခင်ဗျာကိုပြည်စုံရင်မင်္ဂလာပါ TVS Antor Wedding လာရတယ်ဟုတ်ကဲ့ TVS Antor က TVS အော်တိုဘိန်းနေတဲ့မှာတော်တော်ကြီးကိုစီးကောင်းနေတဲ့မှာပါပါတယ် TVS Desktop Vigo Rotate ဆိုင် TVS Andor ပုံမှန်စီးလို့ကောင်းတယ်เนาะအရင်ကောင်းတယ်သူကဟိုကိုရီးယားလည်းကြီးသွားတယ်เนาะအခုဒီမှာလည်းပုံမှန်ဟိုပုံမှန်ကိုယ်လိုကောင်းအောင်ပေါ့ဗျာတိမ်မောက်မှုမဖြစ်အောင်ဆက်လက်မဖြစ်အောင်သူကထုတ်လုပ်ပေးထားတယ်เนาะဟိုအယုံဆွဲလည်းပုံမှန်ကောင်းတယ်အဲဆိုတော့ TVS Andor ကစီးပြောပါတယ်စီးပြောပါတယ်